လဲအားလုံးပဲမင်္ဂလာပါ Messi Football မြန်မာ page နဲ့ PM channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သင်ဆက်ပေးချင်တာတော့ကျွန်တော်စနေနေ့ညမှာကမ်းမဲ့ England Premier League ပွဲစဉ်30ပွဲကျူ30ချက်လေးပဲဖြစ်ပါတယ်စီစဉ်လေးဥစားလိုက်အောင်ကျွန်တော်စနေနေ့ညမှာကမ်းမဲ့ England Premier League ပွဲစဉ်30ကိုကြည့်ရမယ်ဆိုလို့ရှိရင်မလေးအချိန်ကျွန်တော်တို့7နာရီမြန်မာအချိန်9နာရီခွဲမှာကမ်းမဲ့ပွဲ Forest နဲ့ Man U ရှိမယ် Manly နဲ့ Arsenal ရှိမယ် Palace နဲ့ Brentford ရှိမယ်နောက်ပြီးတော့ Fulham နဲ့ Wolves တို့ဖြစ်ပြီးတော့စနေနေ့ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ London Derby ဖြစ်တဲ့ Spurs နဲ့ Chelsea တို့ကတော့ကျွန်တော်တို့မလေးအချိန်7နာရီခွဲမြန်မာအချိန် ညစနေနိုင်မှာကံမပွဲအခါပြင်ကျွန်တော်တို့စနေနေ့ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်တို့မလေးအခြေမနက်၄နာရီကျွန်တော်တို့မြန်မာအခြေမနက်၂နာရီခွဲမှာကံမဲ့ပွဲလီဗာပူးနဲ့အက်စတိုမီလာတို့ရဲ့ပွဲဟုတ်ကဲ့ဒီပွဲစဉ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Forest နဲ့ Man U အကြောင်းပြောကြအောင် Forest နဲ့ Man U အကြောင်းမှာဆိုလို့ရှိရင် Forest က EPL ကုပွဲကစားရမှာတပွဲနိုင်နှစ်ပွဲတေး၆ပွဲထိရှုံးထားတယ်ကျွန်တော်တို့ Man U အသင်းက Premier League ကုပွဲကစားထားရမှာ၅ပွဲနိုင်တပွဲတေး၃ပွဲရှုံးထားတယ်ဟတ်တူဟတ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်စုစုပေါင်းတို့ 6ပွဲတွေ့ဆုံထားတယ်6ပွဲမှာ Forest က3ချိန်နိုင်ပြီးတော့ Man U က6ချိန်နိုင်ထားတယ်ပြောရမယ်ဆိုရင်တည်ရမရှိဘူးသူတို့နှစ်သင်းတွေ့ဆုံမှုကအရှုံးနိုင်ပေါ်လေးရှိတယ်ဆိုတဲ့သဘောမှရှိတယ် Man U ကတော့ပို့ပြီးတော့အားတာတယ်လက်ရှိအခြေအနေအရလည်း Man U ကအားတာတယ်လို့ပြောလို့ရတယ် Man U ကပုံစံပေါင်းတွေပြန်လဲရရှိလာပြီးနိုင်ပွဲတွေစတိုက်ဖော်ဆောင်လာတယ်ဒါပေမဲ့ရုံဖို့တော့ခက်သေးတယ် နည်းနည်းလေးထပ်ပြီးတော့စောက်ကြည့်ရမယ်။မန်ယူရဲ့အခြေအနေအနေဒါရဆိုလို့ရှိရင်တော့မဆိုးဘူးခြေစွမ်းပိုင်းဆိုင်ရာတိုးတက်လာတယ်လို့ပြောလို့ရတယ်။စေပိုင်းဆိုင်ရာရောကျွန်တော်တို့အမြင်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်မန်ယူအသင်းကကျွန်တော်တို့ဒီလီဗာပူးနဲ့တွေ့တဲ့ပွဲမှာစပြီးတော့အန်ဖီးမှာ2-1နဲ့နိုင်သွားတယ်ဆိုတဲ့ပွဲကပြောမယ်ဆိုရင်သူတို့ရဲ့ယုံကြည်မှုကိုနောက်တစ်ဆင့်ထပ်တိုးရတယ်လို့ပြောလို့ရတယ်။ကစားသမားတွေရဲ့ယုံကြည်မှုစေပိုင်းဆိုင်ရာလူပြရဲ့ကစားကွက်ပေါ်မှာယုံကြည်မှုတွေအဆအဆအရေးအားလုံးက နောက်ထပ် level တစ်ခုကိုအပ်သွားတယ်လို့ကျွန်တော်မြင်မိတယ်။ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့ Man U အသင်းကိုထပ်ပြီးစောင့်ကြည့်ရမယ်လို့ကျွန်တော်တင်တယ်။ကျွန်တော်တို့ရလက်ပိုင်းရာကြည့်မယ်ဆိုရင် Forest ကကျွန်တော်တို့နီးပြအပြောင်းလဲတွေများပြီးတော့အခုတိုင်ပတ်နေတယ်လို့ပြောလို့ရတယ်။ Thomas Frank ထွက်သွားတယ်။စပါးကိုပြောင်းသွားတယ်။စပါးရဲ့နီးပြအောင်ဖြစ်တဲ့ Ange ကိုခေါ်လိုက်တယ်။ဒါပေမဲ့အဆင်မပြေဘူး။အခုနောက်ထပ်နီးပြအစ်တစ်ယောက်ထပ်ပြီးတော့သူတို့ခန့်ထားတယ်။အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် Forest ကမချောင်ဘူးပြ။ Forest က Man U အသင်းကိုနိုင်ဖို့ခတ်တယ်။မင်းတို့တင်မှဆိုလို့ရှိရင်အခုလက်ရှိခြေဆွမ်းပြနေတဲ့ကစားသမားတွေမှာကြည့်ရမယ်ဆိုရင်ခုညာလည်းမဆိုးဘူးတက်ပြီးတော့သူတို့အစ်စ်ဝယ်ထားတဲ့အံမှုကလည်းကောင်းတယ် ကျွန်တော်အန်ဘူဘူလည်းသဘောကျတယ်အန်ဘူဘူကပြောမယ်ဆိုရင်သူ့ရဲ့ finishing ဘိုင်းနေနောက်ပြီးတော့ဆွတ်ထွက်သွားတဲ့အလုံးနေနောက်ပြီးတော့တဦးချင်းဖြတ်ကျော်တယ်ဆိုတာတဲ့ဥပမာပြောလို့ဘောလုံးကိုလိန်ခောက်ပြီးတော့ဗီနီတို့ဘာလို့အမ်ပပီတို့လိုမျိုးလိန်ခောက်ပြီးတော့ဆွဲထွက်သွားတာမဟုတ်ပဲねသူ့ရဲ့ဘောလုံးနဲ့တားရတော့ဖြစ်တယ်ဒါပေမဲ့ danger ဖြစ်တဲ့ position ကိုယူနိုင်တယ်ဟိုလိုမျိုးလိန်နာခောက်တာနဲ့ဖြတ်ကျော်တာမဟုတ်ပဲねသူ့ဘောလုံးနဲ့အတူသူကစီးမျောပြီးတော့ကိုလိုက်ပါနိုင်တယ် ကစားသမားမျိုးဒီကစားသမားမျိုးကပြောလို့ပြောတာမဟုတ်ဘူးကောင်းတဲ့ထင်မှာပါတယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီကစားသမားကထပ်ပြီးတော့တိုးတက်လာမယ်လို့ကျွန်တော်မြင်မိတယ်ဂိုးတွေလည်းပို့ပြီးတော့ရလာမယ်လို့ထင်တယ်နောက်ပြီးတော့ကျွန်တော်တို့မန်ယူတင်းရဲ့ကွင်းလေးကိုကြည့်ရမယ်ဆိုရင်အရင်ကလိုမျိုးပြာပြာခတ်နေတာမဟုတ်ဘဲနဲ့ဝက်ဝက်ကိုဘလူနိုင်အောင်ကမ်းရမလဲဆိုတော့တကကူတည်လာတယ်နောက်ပြီးတော့ကစားသမားတွေမှာလည်းယုံကြည်မှုပူရလာတဲ့အတွက်ကစားသမားအစုဖွဲ့ကလည်းပို့ပြီးတော့ယုံကြည်မှုရလာတယ်လို့မြင်မိတယ်ဒါပေမဲ့ဒါတွေကိုပြောဖို့တော့နည်းနည်းစောသေးတယ်ကျွန်တော်အကြိုက်တဲ့ကစားသမားတွေမှာ တည်ငိမ်ပြီးတော့ကောင်းနေတယ်ဆိုလို့အန်ဘူဘူးတယောက်တည်းကိုပဲကျွန်တော်မြင်မိတယ်အန်ဘူဘူးကပွဲတိုင်းလိုလိုစူးစမ်းပြီးတော့အနိုင်လိုချင်စိတ်ပြင်းပြနေလို့ကျွန်တော်မြင်မိတယ်နောက်ပြီးတော့ကျွန်တော်တို့ force ကတော့အထွေထူးပြောစရာမရှိဘူးရလက်တွေစိုးနေတယ်စက်တက်ရလက်တွေစိုးနေတယ်ဒါပေမဲ့တချို့တချို့အချိန်တချိန်ကြာလို့ရှိရင်ဘလူးလဲဆိုတော့ဗျာရလက်တွေအရန်စိုးနေတဲ့အချိန်မှာသူတို့ကပြန်ပြီး box pack လုပ်တဲ့အချိန်ကြာလို့ရှိရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်နဲ့တွတ်တိုးတဲ့အတင်းကအဲ့ခံရတဲ့အတင်းအဲ့ဆိုတော့ဒါကိုစောင့်ကြည့်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ main ကိုအတင်းမဲ့နိုင်သွားမယ်လို့တော့ထင်မိတယ်။အမြင်ကတော့ 1 2ဒါမှမဟုတ်1 1လောက်ဖြစ်သွားမယ်ထင်တယ်။မဖြစ်လို့လဲဆိုတော့ Forest ကလည်းအရင်အထင်သေးလို့မရဘူး။သူ့မှာလုံနိုင်ကိုင်းနိုင်ရှိတဲ့ကစားသမားတွေရှိတယ်။တူးချင်းဆွမ်းဆောင်ရေးကောင်းတဲ့ကစားသမားတွေရှိတယ်။ဒါပေမဲ့နီးပြအပြောင်းလဲအရင်များတဲ့အပေါ်မှာတို့လိုတိုင်ပတ်နေတာပဲရှိတာ။တို့ပြန်လာမယ်ဆိုတဲ့အရေးအကြောင်းကိုတွေးရတယ်။အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်ပုံစံကောင်းတွေရနေတဲ့အမိုင်ကိုတင်ရနိုင်မယ်ဆိုရင်လည်းကပ်ပြီးတော့ပဲနိုင်သွားမယ်လို့တော့ထင်မိတယ်။ကိုပြက်မယ်လို့တော့ကျွန်တော်မမြင်မိဘူး။ 1 1ဒါမှမဟုတ်1 2လောက်နဲ့ပြီးသွားမယ်လို့ကျွန်တော်ထင်မိတယ်။ကဲနောက်တစ်ပွဲနောက်တစ်ပွဲတော့ဘန်လီနဲ့အာစနယ်အတင်းဘန်လီနဲ့အာစနယ်အတင်းရဆိုလို့ရှိရင်တို့ဘန်လီအတင်းကပရီးမီယာလိဂ်6ပွဲကစားထားရမှာကျွန်တော်တို့3ပွဲနိုင်2ပွဲတည်5ပွဲထိရှုံးထားတယ်။ကျွန်တော်တို့အာကြီးကတော့ပုံစံကောင်းနေပြသထားတဲ့အတိုင်းပဲအခုလက်ထိလည်းအရင်ကထပ်ပိုပြီးတော့ကောင်းလာတယ်။အာကြီးကိုကြည့်ရမယ်ဆိုရင်ယုံကြည်မှုစိတ်ပိုင်းဆိုင်ရာအနိုင်လိုခြင်းစိတ်အာပြောမယ်ဆိုရင်ဗျာချန်ပီယံအသင်းသင်းမှာရှိတင်ရှိထိုက်တဲ့စိတ်နေစိတ်ထားတွေကအရင်နှစ်ကအလောက်တိမတွေ့ရဘူး ဒါပွင့်လင်းဆုံးပြောတာဒါပေမဲ့ဒီနှစ်မှာတော့တော်တော်လေးတွေ့ရတယ်ဒီအနေထားကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ Messi fan တယောက်အနေနဲ့ပြောရမယ်ဆိုရင် Messi လေးနှစ်ဆက်ရသွားတယ် Premier League လေးနှစ်ဆက်ရသွားတယ် Triple winner ဖြစ်သွားတယ်အဲ့ဒီနှစ်တွေမှာဆိုလို့ရှိရင်တည်တာလေဗျာ Premier League ရမလားဆိုရင် Messi ရဖို့များတယ်ဆိုတာတည်တာလေဘာကြောင့်လဲဆိုတော့ခုလိုတည်တာတာမဟုတ်အာရီကိုအထင်သိလို့ပြောတာလည်းမဟုတ်ဘူးလို့ Liverpool ကိုအထင်သိပြီးပြောတာလည်းမဟုတ်ဘူးဘလို့တည်တာလဲဆိုတော့ပွဲတစ်ပွဲကိုချင်းကတဲ့ပုံစံကသူတို့ရှုံးနေတယ်ဆိုရင်လေပြန်လာမယ်ဆိုတဲ့ပုံစံမှရှိတယ်ဥပမာသူတို့ ဒီပွဲကိုသူတို့ပထမပိုင်းရှုံးနေတယ်ဒါပေမဲ့ဒုတိယပိုင်းနိုင်အောင်ကံမယ်ဆိုတဲ့စိတ်နေစိတ်ထားမျိုးအဲအဲ့လိုမျိုးပဲကျွန်တော်အခုအာကြီးမှလည်းတွေ့ရတယ်ဒီတပွဲကိုငါတို့ဘလို့မရမကနိုင်အောင်ကံမယ်ဆိုတဲ့ပုံစံမျိုးအဲအများသောအားဖြင့်ကျွန်တော်ပြောချင်တာကတော့နီးပြပုံမှာမူတည်တယ်လို့ကစားသမားတွေရဲ့အတွေ့အကြုံပိုင်းလည်းစိုင်းတယ်အရင်တော့အာကြီးရဲ့ကစားသမားတွေကအတွေ့အကြုံနုနယ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အခုကအတွေ့အကြုံပြေးသွားလာပြီပရီးမီယာလိမှာလည်းအတွေ့အကြုံပြေးသွားလာတယ်လို့ချန်ပီယံလိမှာလည်းအတွေ့အကြုံကထိုက်တင်တယ်လို့ရလာပြီအဲ့တော့ဒီအသင်းကချန်ပီယံ ပြီးမြလေးနဲ့ချန်ပီယံလိမှာချန်ပီယံမဖြစ်ဘူးဆိုလို့ရှိရင်တော့တကယ်နှမျိုးကိုကောင်းတယ်အာကျွန်တော်ဟိုလူမျိုးအာကြီးဥစ္စာဖြစ်ပြီးတော့ပြောနေတာမဟုတ်ဘူးမဖြစ်လို့အာကျွန်တော်တို့မန်စီးတီးတုံးကကျွန်တော်မြင်နေရတဲ့အနေအထားတွေကိုအာကြီးမှာအခုလက်ရှိတွေ့နေရလို့ဒါကလက်ရှိကိုယ်ပွဲကစားပြီးနောက်ပြီးချန်ပီယံလိကာရာဘောင်းပါညာအစုံမော့ပြအဲ့ဒီပွဲတွေကိုကြည့်ပြီးတော့ပြောပြတာဒါပေမဲ့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့အာကြီးကတကယ်ကိုချန်ပီယံဖြစ်ဖို့အတွက်ထပ်ပြီးတော့ထိုက်တန်နေပြီးတော့မြင်မိတယ်ဒါပေမဲ့တခုရှိတာက consistency consistency ဖြစ်ဖို့ဆိုတာကဘာလဲဆိုတော့ နိုင်တဲ့နိုင်တဲ့ပွဲတွေကိုနိုင်ရမယ်ဥပမာကျွန်တော်တို့ရဲ့ quote ထဲမှာအရင်ကပြောနေကြစကားတခုရှိတယ်ဗျာဘာလဲဆိုကျွန်တော်တို့အဲ့တော့ကကျတော့အဲ့နာမှာ main fan တွေအများကြီးကျွန်တော်နာမှာကျွန်တော်မြောက်ကလာနေတယ်ဆိုတော့ main fan တွေအများကြီးအဲ့တော့ main fan တွေကဘာပြောလဲဆိုတော့ဟိဟောမတို့ဒီပွဲနိုင်ပြီအချိန်တိုင်းကျွန်တော်တို့ကပြန်ပြီး defense ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကဟိဟောဘောလုံးကအလုံးကြီးမင်းတို့နိုင်လိုက်နိုင်ကြအကြောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးအငြင်းစံပြောလေးပြောထားရှိတယ်အဲ့တော့ဘောလုံးကအလုံးကြီးဗျာနောက်ပြီးတော့ဘောလုံးကကံညာဝိရိယအကုန်တုံးရတယ်ခွန်အားပါညာအစုံတုံးရတယ်ဗျာအတည်ရမလားတစ်ခုတည်းနဲ့ focus ထားလို့ပြီးတော့ champion ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ ကန်လဲလိုအပ်တယ်အဲ့တော့အာရအသင်းတွေနဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းကိုအာယုံဆိုင်လာတာကိုတော့မြင်မိတယ်ဒါပေမဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းနိုင်ဖို့လေလိုအပ်တယ်ဘန်လီနဲ့အာရရဲ့ဟတ်တူဟာကိုကြည့်ရမယ်ဆိုရင်သူကစုစုပေါင်း16ပွဲကစားထားတယ်တဲ့တယ်မှာဘန်လီကတပွဲပဲနိုင်ထားတယ်အာရက13ပွဲနိုင်ထားတယ်တေး3ပွဲကျထားတယ်ဒါကိုကြည့်ရမယ်ဆိုလို့ရှိရင်လေအာရကအသာကြီးရနေတာကိုမြင်ရလိမ့်မယ်နောက်ပြီးတော့ဒီနောက်ဆုံးပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်အာရီကရလက်ကောင်းလို့စက်တိုက်ပိုင်ဆိုင်ထားတယ်ခြေစွမ်းပိုင်ရောစိတ်သက်ပိုင်ဆိုင်ရောကိုယုံကြည်မှုကအစစအရေးအပြည့်စုံနေတဲ့အတင်းတင်းဖြစ်နေတယ်လို့ဘန်လီကကြတော့အာရှုံလိုက်နိုင်လိုက်ရှုံလိုက်နိုင်လိုက်နဲ့ဖြစ်နေတဲ့အတင်း ဒီတော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဒီပွဲကဘန်လေးတွက်ကတော့မချောင်ဘူးအာကြီးကတော့ပြောမယ်ဆိုရင်လောလောကူကူတော့နိုင်သွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့အာကြီးပဲကိုပြက်နိုင်သွားမယ်ထင်တယ်ပြောမယ်ဆိုလို့ရှိရင် Z3 တို့ဒါမှမဟုတ်ပင်ね Z4 တွေပါတောင်ဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အာကြီးရဲ့တိုက်စင်တဲ့ဘန်လေးရဲ့ခန်းစစ်ကိုရှင်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကွာဟားတယ်ဘန်လေးကခန်းစစ်ကပေါက်နေတယ်အာကြီးကတိုက်စင်အရန်ကောင်းတယ် အဲ့တော့နောက်ပြီးတော့အာကြီးမှထပ်ပြီးတော့အားသာချက်ရှိတာကစက်ပီတီအရန်ကောင်းတဲ့အတင်းဒါကိုတော့လက်ခံပေးရမယ်။ဘာဖြစ်လို့လဲဆိုတော့စက်ပီကောင်းတယ်ဆိုတဲ့အတင်းလို့ကျွန်တော်တို့ပြောဖို့ပြောပြရတော့မယ်အနေထားဖြစ်သွားပြီ။သူတို့စက်ပီကောင်းကြောင်းကိုငွေခဲ့တဲ့3နှစ်လောက်3နှစ်လောက်ခရီးကစပြီးတော့တက်တည်ပြခဲ့တာ။အဲ့တော့ဒီတင်ရတကယ်ကိုစက်ပီကောင်းတဲ့အတင်းဆိုတော့ဒါဆိုလို့ရှိရင်အတင်းငယ်တွေအတွက်ကလည်းသူတို့အဓိကအားကိုးတာကစက်ပီစ်တွေ long ball တွေနဲ့အတင်းကြီးတွေကိုတော့ကပေးတာ။ဒါပေမဲ့ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့အာကြီးကလည်းအဲ့ဒီစက်ပီစ်တွေ long ball တွေနဲ့ပြန်ပြီးတော့ကပေးနိုင်တယ်။ ဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်တော့ဂျိန်းဒီလည်းအားကြီးပဲကိုပြက်နိုင်သွားမယ်လို့ကျွန်တော်မြင်မိတယ်နောက်ကတော့ကျွန်တော်ပဲလစ်နဲ့ဘရန်ဖို့ရဲ့ပွဲပဲလစ်နဲ့ဘရန်ဖို့ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီပွဲကကြည့်ကောင်းမယ်ပွဲပဲလစ်ကပရီးမီယာလိဂ်၉ပွဲကစားထားမှာ၃ပွဲနိုင်ထားတယ်၄ပွဲတည်ကြထားတယ်၂ပွဲရှုံးထားတယ်ဘရန်ဖို့ကတော့၉ပွဲကစားထားမှာ၄ပွဲအထိနိုင်ထားတယ်၁ပွဲတည်ကြထားတယ်၄ပွဲရှုံးထားတယ်အဲ့တော့ဒီနှစ်သင်းရဲ့အနေအထားကိုကြည့်ရမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ကွာဟမှုမရှိဘူးအဆင့်၁၀ဖြစ်တဲ့ပဲလစ်နဲ့အဆင့်၁၁ဖြစ်တဲ့ဘရန်ဖို့တို့ထိတိုက်တွေ့ဆုံမှုဖြစ်တယ်နောက်ပြီးတော့တိုက်စစ်ကွင်းလေခန်းစစ်ကပြောမယ်ဆိုရင်နှစ်သင်းလုံးကကြီးကြီးလေးလေးရှိတဲ့ အသင်းမျိုးသူတို့ရဲ့ကစားပုံ type ကလည်းခက်ဆစ်စင်ပဲအဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီပွဲကတကယ်ကိုကြည့်ကောင်းပဲပွဲထူးထူးတူလည်းကစားနိုင်တယ်လို့လိုက်စစ်တယ်အပန်ပြီးတော့ခန်းစစ်လည်းအပြန်နေလဲဆိုတဲ့အသင်းမျိုးတွေဒီနှစ်သင်းကြည့်ရမှာတော့ကြည့်ကောင်းပဲပွဲလို့ပြောလို့ရတယ်အသင်းငယ်တွေဆိုပေမဲ့ဒီပွဲကြည့်ကောင်းမယ်နောက်ထပ်ပွဲလည်းကြည့်ကောင်းမယ်နောက်ပြီးတော့နောက်ထပ်ပွဲက Brighton နဲ့ Leeds အဲ့ပွဲလည်းကြည့်ကောင်းမယ်အဲ့တော့ဒီကျွန်တော်တို့ Brentford နဲ့ဒီ Palace နဲ့ Brentford ကိုပြောရမယ်ဆိုလို့ရှိရင်တော့ Palace ကကျွန်တော်တို့ Carabao မှာ Liverpool ကိုနိုင်ပြီးတော့ပြောရမယ်ဆိုရင်ယုံကြည်မှုကလည်းအမြင့်ဆုံးရောက်နေတယ်နောက်ပိုင်းပွဲစဉ်မှာလည်း Palace က ရလဒ်တွေကောင်းလာတယ်။ထိုနည်းအတူပဲ Brandford ကလည်း normal ပွဲစဉ်တွေမှာရလဒ်ကောင်းထားတယ်။ကျွန်တော်တို့ EFL မှာလည်းသူတို့မက်ဆီနဲ့တွေ့ဖို့ရှိတယ်။အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်တော့ Palace ပဲနိုင်သွားဖို့များတယ်နိုင်မယ်ဆိုရင်ပြောတော့ပေါ့တကယ်လို့မနိုင်ဘူးတည်ရကြမယ်ဆိုရင်လည်းကြသွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့ခြေစွမ်းကတိတ်မကွာဘူး။တိတ်မကွာတယ်ဆိုပေမဲ့အင်ကွင်းအဝေးကွင်းအားသာချက်တခုကိုတော့ကျွန်တော်တို့ပြန်ပြီးထိတွေ့ရလိမ့်မယ်။ Palace ကအင်ကွင်းရင်မာတယ်လို့ပြောလို့ရတယ်။သူ့ရဲ့အင်ကွင်းမှာအသင်းကြီးတွေအားစာနိုင်မှုခက်တယ်။အဲ့တော့ ကျွန်တော်တို့ Brandfoot အနေနဲ့နိုင်နိုင်ပါမလားအဲ့ဒါကိုစဉ်းစားရလိမ့်မယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ playlist မှာနိုင်သွားလိမ့်မယ်ဝမ်းစီဒါမှမဟုတ်စီးစီးလောက်နဲ့ပြီးသွားမယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာဖြစ်လဲဆိုတော့ Kansas Tight Sit ကနှစ်သင်းလုံးကတကယ်ကို balance မျှတဲ့အတင်းအသင်းထိတိုက်တွေ့ဆုံမှုဖြစ်လို့ Okay နောက်တစ်ပွဲကျွန်တော်တို့နောက်တစ်ပွဲကတော့ Brighton နဲ့ Leeds United တို့ရဲ့ပွဲဒီပွဲကဆိုလို့ရှိရင်ကျွန်တော်တို့ Brighton က Premier League 6ပွဲကစားထားရမှာ3ပွဲ9 3ပွဲ3 3ပွဲရှုံးထားတယ်ကျွန်တော်တို့ Leeds ကတော့3ပွဲ9 2ပွဲ ်တေး liberty ရှုံးထားတယ်ဒီပွဲကလည်းကျွန်တော်အမြင်ပြောမယ်ဆိုရင်ကြည့်ကောင်းမယ်ပွဲသူတို့ရဲ့ head to head ကိုကြည့်ရမယ်ဆိုလို့ရှိရင်16ပွဲကစားထားမှာ brighton က17ပွဲထိနိုင်ထားပြီးတော့ list က2ပွဲနိုင်ထားတယ်ငါဘွက်တေးကြထားတယ်အတွေ့အဆုံမှုတိုင်းမှာ Brighton အသားနေတယ်ဆိုပေမဲ့ဒါပေမဲ့ Premier League အခုလက်ရှိအခြေအနေအရသူတို့ရဲ့ Fixture ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Brighton ကတားတယ်ဆိုပေမဲ့အခုလက်ရှိအခြေအနေအရဆိုလို့ရှိရင်ဒီနေ့သင်းချေစွာတိတ်မကွာဘူးအဲ့တော့ကြည့်ရမယ့်အနေထားကိုအဲ့ဒီတော့ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့သင်းကတေးအကြဖို့များတယ်1-1ဒါမှမဟုတ်2-2 CC ကျွန်တော် အဲ့လိုပဲကျွန်တော်မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့အတိုင်းရှုံးတော့ပုံမယ်လို့တော့မမြင်မိဘူးခြေစွမ်းပိုင်းရောနောက်ပြီးတော့ရလက်ပိုင်းအရာကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒီနှစ်သင်ကတည်ကြဖို့များတယ်ဖူဟန်နှုတ်အတွက်ပွဲမှာဆိုရင်ဖူဟန်ကပရီးမီယာလိကိုးပွဲကစားထားရမှာနှစ်ပွဲနိုင်နှစ်ပွဲတည်ငါးပွဲရှုံးထားတယ်အဲ့လိုမျိုးပဲလစ်ကကျွန်တော်တို့ပြင်းပြလေးကိုးပွဲကစားတာမှာတပွဲမှမနိုင်ဘဲနဲ့နှစ်ပွဲတည်ကြထားတယ်ခုနှစ်ပွဲထိရှုံးထားတယ်အဲ့တော့ဝူပရဲ့အခြေအနေကကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဒီအသင်းကဒီနှစ်မှာတန်းစင်းမှုရာခိုင်နှုန်းအများဆုံးအသင်းလို့ပြောလို့ရတယ်ဝူကတကယ်တမ်းကောင်းခဲ့တဲ့အချိန်ကားဆိုရင်နူနိုအက်စပီဒိုဆန်တိုရဲ့ ကျွန်တော်တို့ဒီ pod key ကစားသမားအများစုနဲ့ကစားခဲ့တဲ့အချိန်တုန်းကတော့တကယ်ကိုကောင်းတယ်ကျွန်တော်တို့လည်းတကယ်ကိုကြိုက်ခဲ့တယ်ကြိုက်တာဆက်ကျွန်တော်တို့ man city လည်းတကယ်ကိုကြောက်ခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့အချိန်တုန်းကတအားကိုဒုက္ခပေးတဲ့အသင်းအခုကတော့ whoop ကအခြေစွမ်းကိုတော်တော်လေးကျသွားခြေစွမ်းလည်းတော်တော်ကျသွားသလိုနောက်ပြီးတော့နီးပြတွေကလည်းအပြောင်းလဲတွေများတယ်နောက်ပြီးတော့သူတို့ရဲ့ကောင်းမင်ဆိုတဲ့ကစားသမားတွေကိုလည်းရောင်းထုတ်လိုက်တာတွေလည်းပါတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် whoop ကမချောင်ဘူးဒီပွဲလေးဖူဟန်ကိုအရင်နေမယ်လို့မြင်မိတယ်ဖူဟန်ကတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကစားဖို့ကောင်းတယ် သူတို့ရှုံးတာရှုံးသွားတယ်တချို့ချို့ပွဲတွေဆိုရင်ရှုံးတာရှုံးသွားတယ်သူတို့ကစားဖို့မညံ့ဘူးဗျအဲ့တော့ပွဲအနေနဲ့ဒီပွဲကိုတော့အင်္ဂွေးမှာနိုင်မယ်လို့တော့ကျွန်တော်မြင်မိတယ်အနည်းဆုံး2စီ3စီလောက်ပြတ်သွားမယ်ထင်တယ်ကိုကပြတ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဝူရဲ့အခုခြေစွမ်းကမတည်ငြိမ်သလိုဆိုတာထက်ကိုပရီးမီယာလိမှာတပွဲမှမနိုင်တာဘူးကိုပွဲကစားထားတာလေအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ဖိုဟမ်ပဲဒီပွဲတိတ်သွားမယ်လို့ကျွန်တော်မြင်ကျွန်တော် channel တွေကိုသဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်ရှယ်ပေးခြင်းမေးလဲကူညီပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်